အဲ့ဒီမှာပြင်ပအန္တရာယ်တွေကာကွယ်တာတဲ့အတွင်းအန္တရာယ်တစ်ခုကိုလည်းပဲတတိထားကြရမှာဖြစ်တယ်ပြင်ပအန္တရာယ်ကင်းပြီးတဲ့အခါမှာအတွင်းအန္တရာယ်ဆိုတာဘာလဲလို့ဆိုရင်မိမိတို့တဏ္ဍမှာဖြစ်တတ်တဲ့လောဘတွေဒေါသတွေမောဟတွေစိတ်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟမာမာနအိဒါမစ္စရိယဆိုတဲ့ဒီအကုသိုလ်အန္တရာယ်တွေကလည်းပဲ အဝိဓမ္မကြောက်เสียကောင်းတယ်ပြင်ပကလာတဲ့အစိတ်ရှိတဲ့တတ္တဝါကြိုက်လို့သိရရင်တဘွားပဲသိရမယ်အေးလောဘဆိုတဲ့အစိတ်ဒေါသဆိုတဲ့အစိတ်မောဟဆိုတဲ့အစိတ်မမနာအိဒါမစ္စရိယစတဲ့အကုသိုလ်အစိတ်တွေတက်ပြီဆိုလို့ရှိရင်တဘွားတွေမကဘူးတတန္တရာတော့ဒုက္ခရောက်နိုင်တယ်ဒေါသအစိတ်တက်လို့ ဒီဘဝကအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေဟာဘယ်မှာသွားပြီးတော့ဒုက္ခခံရတယ်လဲဆိုရင်ငရဲမှာသွားပြီးဒုက္ခခံရရတယ်။လောဘအစိတ်မိလို့ဒီဘဝကသေဆုံးသွားတဲ့ပုဂ္ဂိုလ်တွေဟာရေကုန်ရဘယ်မှာသွားပြီးဒုက္ခခံရတော့ဆိုရင်ပြိတ္တာဘဝမှာသွားပြီးဒုက္ခခံရရတယ်။ဘဝအစိတ်တက်ပြီးတော့သေတဲ့ပုဂ္ဂိုလ်တွေ ဒီဘဝကနေတည်သွားလို့ဘယ်မှာသွားပြီးဒုက္ခခံရလဲဆိုရင်တိရစ္ဆာန်ဘဝရောက်ပြီးတော့ဒုက္ခခံရတယ်တဲ့ဒါကြောင့်မို့လောဘနဲ့တည်ပြိတ္တာဖြစ်တယ်ဒေါသနဲ့တည်ငရဲကြတယ်မောဟနဲ့တည်တိရစ္ဆာန်ဖြစ်တယ်ဩအဲ့ဒီလောဘဒေါသမောဟဆိုတဲ့အစိတ်ကမှပို့ပြီးတော့ဆိုးွားတယ်ကြောက်เสียပို့ကောင်းတယ်လို့ဒီလိုနှလုံးသွင်းဖို့လိုအပ်တယ်ပေါ့ အပြင်းအနေရီကင်းဖို့ကြတော့မြတ်စွာဘုရားကမေတ္တာဘာဝနာပွားဖို့နိလညွန်ပြတယ်အတွင်းအနေရီကင်းဖို့အတွက်ကြတော့ဘာလို့ရမလဲမိမိတဏှာရှိတဲ့လောဘတွေကင်းတော့အောင်ဒေါသတွေကင်းတော့အောင်မောဟတွေကင်းတော့အောင်ဘာလို့ရမလဲလို့ဆိုရင်မဂ္ဂင်၈ပါးအကျင့်တရားကိုချင့်ကြံကြိုးကိုအထောက်ကြရမှာဖြစ်တယ်အဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားချင့်ကြံကြိုးကိုအထောက်ခြင်းဖြစ် မိမိတို့တဏ္ဍာမှာရှိတဲ့အတွင်းကအန္တရာယ်တွေကင်းအောင်ဆောင်ရွက်နိုင်ပါတယ်တဲ့။ကောင်းပြီ။အဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားကိုဘယ်ပုံပဲနီးအားထုတ်မလဲလို့ဆိုရင်ကမ္မထံအားထုတ်တော့မယ်ဆိုတဲ့အခါမှာပထမဆုံးဘာလို့ကိုလိုအပ်တယ်လဲလို့ဆိုရင်မဂ္ဂင်၈ပါးထဲမှာပါတဲ့အတိုင်းတော့၄င်းစင်တဲ့ဘဝမှာ တမ္မဝါစာတမ္မကမ္မတတမ္မအာဇီဝမန္တာကိုသာပြောမယ်မန္တာကိုသာလုပ်မယ်အသက်မွေးမှုမှန်ကန်မှုနဲ့နေစဉ်အသက်မွေးဝါကြောင့်ပြုမယ်ဒါကိုချင်းတီလပြည့်စုံတယ်လို့ပြောတာမှန်ကန်စွာပြောတယ်ဆိုတာလိမ်မပြောဘူးမန္တာကိုပဲပြောတယ်တမ္မဝါစာဆိုတာလိမ်မပြောဘူးမန္တာကိုပဲပြောတယ်ခုံးမတိုက်ဘူး ညင်ညွတ်အောင်သာလုပ်ပေးတယ်မဆဲဘူးကျင်နာတဲ့စကားကိုသာပြောတယ်ချိုတာတဲ့စကားကိုသာပြောတယ်အကျိုးမဲ့တဲ့စကားကိုမပြောဘူးအကျိုးရှိတဲ့စကားကိုပြောတယ်ဆိုရင်ဟောတာတာမဝါစာဖြစ်ပြီကိုချင်းတရားဘက်ကလုံလောက်တာမန်ကာမန္တဆိုတာသူများအသက်ကို မတတ်ဘူးသူများဥစ္စာကိုမခိုးဘူးသူတော်ဘာသားများကိုမစော်ကားဘူးရှောက်ကျက်နေဆိုရင်တာမန်ကာမန္တပဲအဲ့ဒီဝစီဒုစရိုက်၄မျိုးကာယဒုစရိုက် 3မျိုးနဲ့အသက်မွေးမှုမပြုတ်ဘူးဆိုလို့ရှိရင်တမ္မာအာဇီဝလို့ဩကိုချင်းတရားကောင်းအောင်ရှိဦးဆိုတာစဉ္ကြံကြုတ်ကိုအထောက်အောင်ဒါရီအရင်ပြည့်စုံပြီဆိုတဲ့အခါကျတော့ဘာလုပ်ရမလဲတရားထုတ်တယ်ဆိုတာတရားရှာကိုမှတွေ့လို့ဆိုတဲ့အတိုင်းမိမိရဲ့တဏ္ဏမှာပဲအာယုံစိုက်ဖို့လိုအပ်တယ် လွယ်တာတစ်ခုကိုပြောမယ်ဆိုလို့ရှိရင်လူတွေလူတွေဟာနေ့စဉ်နဲ့အများ24ຫນာရီအသက်ရှူနေကြအဲ့ဒီအသက်ရှူနေတဲ့နေ့စဉ်နဲ့များအသက်ရှူသွင်းရှူထုတ်နေကြတဲ့ဒီလေလေးကိုပဲအာယုံဆိုင်ပြီးတော့နာသီးပြားဝါမှာစိတ်ကလေးကိုထားထားပြီးတော့ရှူသွင်းလိုက်တဲ့အချိန်မှလည်းပဲထိမှန်းသိရင်သိတယ်ဆိုတာလေးမှတ်ဖို့ ရှိုက်ထုတ်လိုက်တဲ့အခါမှာလည်းပဲဒီနာသီးပြားမှာလေလေးကထိသွားတယ်ထိသွားတာကိုလည်းထိမှန်းသိဖို့အဲ့ဒီနေရာလေးကိုအာယုံဆိုင်ပြီးတော့သိနေအောင်ကြိုးစားတာဒါကပ္ပထာအထုတ်တာပဲစိတ်ကလေးကိုတည်ငြိမ်အောင်ပထမကြိုးစားတယ်အဲ့ဒီလိုကြိုးစားခြင်းဖြစ်အဲ့ဒီလိုကြိုးစားနေတဲ့အခါမှာဘာတွေတိလာဘာတွေဖြစ်တုံးလို့ဆိုတော့ ထို ठ မှန်သည့်အောင်ကြိုးစားနေခြင်းဟာတမဝါယာမလို့ခေါ်တယ်အဲ့ဒီ ठ တဲ့လေလေးကိုစင်ဆက်မပြအာယုံဆိုင်ပြီးတော့ထားတာကတမတတိအဲ့ဒီအာယုံလေးပေါ်မှာစိတ်ကလေးငြိမ့်နေတာကတမတမာတိတဲ့အဲ့လိုငြိမ့်နေတာကိုစင်ဆက်မပြဖြစ်နေအောင် ီအာယုံလေးပုံမှာသာတွေးချံနေတာကသမာသင်္ကပ္ပအာယုံရဲ့သဘာဝလေးကိုအမှန်သိသွားတာကသမာဒိဋ္ဌိလို့ဆိုတော့ဟောဒီမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ခြင်းဖြင့်မိမိတို့တဏ္ဍာမှာဖြစ်တဲ့လောဘကိုလည်းပဲဖယ်ရှားနိုင်တယ်ဒေါသကိုလည်းဖယ်ရှားနိုင်တယ်မောဟကိုဖယ်ရှားနိုင်တယ်စဉ်းစားကြည့်ဒီ အသက်ရှူရှိုက်မှုလေးကိုအာယုံပြုတ်ပြီးတော့လေ့ကျင့်နေတဲ့အချိန်လေးမှာပဲကြည့်လောဘဆိုတာလည်းဖြစ်မလာဘူးဒေါသဆိုတာလည်းဖြစ်မလာဘူးအသက်ရှူရှိုက်မှုမမှန်ကန်ကန်သိနေသည့်အတွက်ကြောင့်မောဟဆိုတာလည်းဖြစ်မလာဘူးတဲ့ဟောလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးဆိုလို့ရှိရင်လောဘဒေါသမောဟဆိုတဲ့အတွင်းအန္တရာယ်တွေဟာကင်းသွားတာပေါ့နောက်ဆုံးမှာ မိမိရဲ့စွမ်းဆောင်မှုတွေသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့ဒီတဘာဝတရားတွေရဲ့စွမ်းဆောင်မှုဟာအလွန်ကြီးမားလာပြီဆိုလို့ရှိရင်ဝိပဿနာဉာဏ်အစစ်အစစ်တက်လို့နောက်ဆုံးမဲ့စိတ်တွေပေါ်မယ်ခိုးစိတ်တွေပေါ်လာမယ်ဆိုရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့အဆင့်ထီအောင်ရောက်သွားရင် တန်တရာဝဆင်းရဲတဲ့မှာကြုံတွေ့ရမယ့်အန္တရာယ်တွေဟာ အလုံးကင်းငြိမ့်သွားနိုင်ပါတယ်